ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့စီဂရက်တက်ကနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်အဲ့တော့ဒီနေ့မှာကတင်ပေးမဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ Cisco router ပေါ့နော် EV ရဲ့မှာကျွန်တော်တို့ Cisco router ထည့်မယ်ပြီးလို့ရှိရင် Cisco router နဲ့ကျွန်တော်တို့ NAT ရေးမယ်ရေးပြီးတော့ internet track on ဒါလုပ်မယ်ပေါ့နော်ဒါ basic command လေးတွေပေါ့အဲ့ဒီအုပ်စာလေးတွေကိုဒါဒီနေ့တင်ပြပြီးတော့မှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်လိုက်အောင် โอเคอ่ะโดยชิง EV ตัดตาพี่ EV ตัดตาโดยชิงเราก็ตัดแล้วเนี่ยต่อไปแล้วเหมือนกันเนาะเอา113 5 0 1 0ပါဒီမှာကျွန်တော်ဒါဒီနေ့ကဒီ Sonor Wallet ဆိုတဲ့ theme ပါဘောเนาะ Sonor Wallet ဆိုတဲ့ theme မှာကျွန်တော်ကောင်းလေးကို open မှာပေါ့ဟို ဒေါ်လာမှာ64ဒေါ်လာမှာကျွန်တော် NAD ဒီဟဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့ဒီကောင်းလေးရှိမယ်အဲ့တော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီရဲ့အစားလေးနဲ့ Nova Disney ကိုကျွန်တော်တို့လုပ်ပြရနေပြီးတော့တွားပြီးတော့ဟိုဥစားလုပ်ပြရတဲ့ Nova ထဲကနေပြီးတော့တွားပြီးတော့ကျွန်တော်တို့ main product နဲ့ချိတ်ဆက်ဖို့အတွက် Nova ကိုတွားယူမယ်ပြီးရင်ဒီမှာ bridge မထားတော့ဘူး manage လုပ်ရတော့မယ်အဲ့ကောင်ကကျွန်တော်တို့က internet ဝင်လာမယ့်ကောင်ပေါ့နော်ဒါနဲ့ဒီချင်း ဒီဒီထားတာမဒိုင်းနဲ့တော့ဝင်လာမယ်ကောင်းပေါ့နော်ဒိုင်းနဲ့တော့ဝင်လာမယ်ကောင်းအဲ့တော့ဒီဘက်မှာက Cisco router ထားမယ် Cisco router လို့ကျွန်တော်တို့ node ထဲကိုသွားမယ် Cisco Cisco server ကိုတောင်းနေရခေါင်းလေးကျွန်တော်တို့ယူလိုက်မယ်ပြီးကျွန်တော်တို့ဒါ port ကိုကျွန်တော်တို့တောင်းပေးမယ်ဘာအကုန်လုံးကျွန်တော်ဖွင့်ပေးလိုက်မယ်နော်အခုတွေ့ရမယ့်အတော့ချက်ဆိုလို့ရှိရင်ကိုအပေါ်တော့၃ရောင်းနော်ပေါ်တော့ဖွင့်ပေးလိုက်မယ် ူအရကျွန်တော်โอเคတိတ်တိတ်နဲ့ပေါ့လိုက်ပေါ့ဒါဆိုရှင်ကျွန်တော်ဘောရောလုံးရလာပြီဘောရောလုံးရလာပြီဆိုရင်ကျွန်တော်တော့ခုကပါလဲဆိုရှင် PC ပေါ့နော်ကွန်ပျူတာပေါ့ individual ကွန်ပျူတာပေါ့အဲ့ဒီကွန်ပျူတာအဲ drive ကျွန်တော်တို့တလုံးထည့်ဒါမှ NAD server drive NAD နဲ့ပြမရပါဘောနော် internet ရမရကျွန်တော်တို့သိရအောင်ဆိုတော့အဲ့တော့ PC ပေါ့နော်01ထားလိုက်မယ်။အေးတော့ဒီလိုထားလိုက် အဲ့ဒါလေးကိုမှာမှာကျွန်တော်တို့ဘာလုပ်မလဲဆိုရှင်မှာအင်တာနက်နဲ့ကောင်းကိုချိန်မယ်โอเคပြီးနောက်တစ်ခုဒီကောင်းလေးလည်းထပ်ပြီးတော့ချိန်โอเคအဲ့ဒီပုံစံမျိုးလေးနဲ့ကျွန်တော်တို့ဒါနဲ့လက်ကနေပြီးတော့ကျွန်တော် Cisco router ကိုဝင်မယ် Cisco router ကိုဝင်မယ် Cisco router နဲ့မှာစင်ဒါအင်တာနက်ပြန်ပြီးတော့ဒါကွန်ပျူတာလေးကိုပြန်ပြီးတော့ပေးမယ်ပေါ့နော်အဲ့ဒီပုံစံမျိုးလေးကို Cisco command basic command လေးကျွန်တော်ဒီကြိုက်ရအောင်ပေါ့နော်အဲ့တော့ ပထမဆုံးကျွန်တော်တို့ဒီကောင်လေးနှစ်ခုသလုံးကျွန်တော်တို့စပြီးတော့ run ပြလိုက်မယ်အစပြီးတော့ run ပြီးဆိုတော့လည်းကျွန်တော်တို့ဒါစပြီးတော့ဟို property ကိုဖွင့်လိုက်ပါလားဒါတော့ဖွင့်သွားတဲ့ပုံစံမျိုးလေးပေါ်လာပြီအဲ့တော့ဖွင့်သွားတဲ့ပုံစံမျိုးလေးပေါ်လာတော့ကျွန်တော်တို့ညမှာကနာကျွန်တော်တို့စပြက်စီရလီကိုတောင်းလိုက်နော်စပြက်စီရလီကျွန်တော်တို့တောင်းလိုက်မယ်โอเค โอเคဒါကတော့ကျွန်တော်တို့ဒီမှာတစ်ခုသုံးထားရပါတော့။ကောင်းလေ။ corner ထပ်လုပ်လိုက်မယ်။အတူညာပါ Cisco ။အဲ့တော့ကိုရောလာလေးဒါတော့ဘယ်ဒါတော့ဥစ္စာတွေကိုဒါပန်းကိုလုံးမဲ့ဆိုတော့ကျွန်တော်တို့ node နဲ့ပဲဒီညမှာပေးလိုက်เนาะအောက်ပဲပြန်ဆက်ရအောင်ဒီညမှာသူ raw write bootstrap system တွေကိုသူ run နေတယ်เนาะ run နေလိမ့်မယ်ကျွန်တော်တို့ခဏစောင့်ပေးလိုက်ဒါလေးကိုတရက်လေးပါသူ installation လုပ်ဆရာရှိရတယ်သူလုပ်သွားတယ်เนาะအဲ့ဒါဒီနေရာလေးမှာတော့နည်းနည်းလေးအချိန်လေးတော့ခဏစောင့်ပေးရအောင်ဒီကောင်လေးလိုမျိုးဒါ micro tip လို့ဆိုတကယ်တမ်းပြီးတော့ unlock လိုက်တာနဲ့တက်ပြီးတော့ဟိုပေါ်လာတဲ့ပုံစံမျိုးလေးတော့မဟုတ်နည်းနည်းလေးတော့အချိန်လေးတော့နည်းနည်းလေးပေးရเนาะခဏလေးတော့စောင့်ပေးအော်နောက်ခံပါလေကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ run ရမယ်ဒါမှသူရဲ့ ဒီတော့ရဲ့ဒီ internet ကဘလောက်ဘလောက်ဘလောက်လဲဆိုတဲ့ဥစ္စာမျိုးလေးကိုကျွန်တော်တို့သိရမှာเนาะသူကဘလောက်ဥစ္စာလေးနဲ့တွားနေလဲဆိုတဲ့ပုံစံမျိုးလေးကိုကြည့်အောင်အဲ့တော့ကျွန်တော်တို့ဒီဘက်ကိုလဲလေးပြထားလိုက်အဲ့ဒါလေးရွှေထားလိုက်မယ်။ပြည့်နေတဲ့ပြားလေးကျွန်တော်တို့ရွှေထားလိုက်မယ်။အဲ့ဒါနည်းနည်းလေး view လေးပို့ပြီးတော့မြင်သွားအောင်။နော်။အဲ့ okay အဲ့တော့အန်တာလေးဒီမှာတစ်ချက်လေးခေါ်လိုက်တော့မယ်ဒါဆိုရော်ရာလေးကိုသူဝင်သွားပြီဒီရော်ရာလေးတဲ့ကိုကျွန်တော်တို့ဝင်သွားပြီဝင်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ basic command တွေနဲ့ကျွန်တော်တို့ကဝင်တော့မယ်အဲ့တော့ဝင်တော့မယ်ဆိုတော့အဲ့တော့ဝင်တော့မယ်ဆိုရတဲ့အကြောင်းတော့ဒါကဒါယူသားအဆက်မှုပေါ့နော်ယူသားအဆက်မှုကနေပြီး parallel move ကိုဝင်ရတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ enable ပေါ့ enable ER လေးကျွန်တော်တို့ရိုက်ပေးလိုက်မယ်ပြီးလို့ရှိရင် global configuration move လေးဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ဝင်မယ် property ပေါ့ တော့အဲ့ဒါလေးဝင်ပြီးသွားပြီဆိုတော့ဒါ global migration move ရောက်သွားပြီ global migration move ရောက်လာကျွန်တော်တို့က background tip မှာလို့မျိုး background tip တွေလို့မျိုးဒါသူ့ရဲ့ network တွေကတန်းပြီးတော့ ip လေးပေးလို့မရအောင် ip ပေးလို့မရအောင်ဆိုတော့သူကဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ network တွေက ip ပေးရပါမယ်ဆိုတော့ညားတယ်သူကအလုံးလုံးမှာမဟုတ်ဘူးအလုံးလုံးမှာမဟုတ်ဘူးဒါကတော့ဒါ Cisco package structure တုံးတဲ့လူတွေဆိုလို့ရှိရင်လည်းဒါသိနိုင်မယ်เนาะအဲ့တော့လုံးလုံးမှာမဟုတ်ဘူးဟို အဲ့အတွက်ကြောင့်မလို့သူဒီ network တွေကိုသူ့ရဲ့ဒီ Cisco network မှာရှိနေတဲ့ port တွေကိုကျွန်တော်တို့ကသွားပြီးတော့ဒီ command line နေနဲ့သွားပြီးတော့ဖွင့်ပေးရမှာဖြစ်တယ်။အဲ့တော့အဲ့လိုမျိုးဘယ်လိုသွားဖွင့်ပေးမလဲဆိုတော့ light ပြီးတော့ကြည့်အောင်။အဲ့တော့ဒီမှာသုံးထားတဲ့ network ဒီဒါ ethernet first ethernet ဒါ0/0ကိုသူသုံးထားတယ်။ပြီးရင်ဒါကသူ internet 1 internet 2ဝင်လာတဲ့ကောင်ပေါ့။ပြီးရင် output နေနဲ့သူထွက်လာမဲ့ဥစ္စာကြတော့ဒါ first ethernet 1/0ကောင်နဲ့သူကဖွင့်မယ်။ ဲ့ကျွန်တော်အဲ့နှစ်ခုသလုံးကိုအဲ့ဒီ point နှစ်ခုသလုံးကိုကျွန်တော်ဘာသွားလုပ်ပြရမလဲဆိုရင်သွားပြီးတော့ဖွင့်ပေးရပေါ့အဲ့တော့သွားဖွင့်ပေးဖို့အတွက်ကသူ့ရဲ့ command ကကျွန်တော်တို့ကဒီ internet first internet လေးကျွန်တော်တို့ကဝင်တော့မယ်ဆိုလို့ရှိရင် ind interface ပေါ့နော်အဲ ind ind ပြီးလို့ရှိရင်ပြီးလို့ရှိရင် f ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ slash ကပါတယ်ဆိုလို့ရှိရင်0/0အဲ့တော့0/0လေးကိုကျွန်တော်တို့ဝင်မယ် ါဆိုလို့ရှိရင်သူကဒီမှာ IF not interface ဆိုတဲ့ဥစားမျိုးလေးကျွန်တော်တို့ဝင်သွားပြီအဲ့တော့0/0တဲ့ကိုကျွန်တော်တို့ဝင်သွားအရင်ဆုံးကျွန်တော်တို့ကဘာလုပ်ကြမလဲဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကဒီ interface ကိုကျွန်တော်တို့သွားဖွင့်ပေးရအောင်အဲ့တော့မဖွင့်ခင်မှာကျွန်တော်ခုနကတော့ပြောတဲ့အတိုင်းပဲသွားဖွင့်ပေးရတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကောင်လေးကို patient နဲ့ကျွန်တော်ပြန်ထွက်လာရင်အဲ့တော့ပြချင်လို့နော် do show sh အဲ do show sh ip int enter bridge ပေါ့နော်ဒါဆိုလို့ချင်းကြည့်လိုက်သူ့ရဲ့ network port တွေကကျွန်တော် down ဖြစ်နေ down ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ IP သွားပေးတော်ညာလဲသူကအလုံးလုံးမမဟုတ်ဘူး IP ပေးတော်ညာလဲသူကအလုံးလုံးမမဟုတ်ဘူးအဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကဒီ network port တွေကိုသွားပြီးတော့ကျွန်တော်တို့ microlook တွေကိုဖွင့်တယ်လို့မျိုးပဲ on off သွားလုပ်ကပေါ့အဲ့တော့ဒီညမှာကျွန်တော်တို့က on သွားလုပ်ပေးရနော်အဲ့တော့မှကျွန်တော်တို့ကဒီမှာတော့ on ဆိုပြီးတော့ तू ကပြောင်းမှာမဟုတ်ဘူး तू က f and down ပဲရှိရ तू ကအဲ့တော့ app ဆိုပြီး तू ကပြောင်းသွားလိမ့်မယ်အဲ့လိုမျိုး app ဖြစ်သွားအောင်ကျွန်တော်တို့က change ပြရမှာအဲ့တော့ခုနကတော့ကမ်းမလေးနဲ့ကျွန်တော်တို့ ဒါ first seater နဲ့0/0ကိုကျွန်တော်တို့ပြန်ပြီးတော့ဝင်ကြရအောင်အဲ့တော့ and f ပြင်0/0ပေါ့အဲ့တော့ဆိုလို့ရှိရင်ဒါ interface 0/0တဲ့ကိုကျွန်တော်တို့ဝင်သွားပြီဝင်သွားပြီးရင်ကျွန်တော်တို့ကဒီကောက်ကိုဒါ on တော့မယ်ပေါ့ on တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ on လို့မရှိဘူးကျွန်တော်တို့က no shutdown လို့ဆိုပြီးတော့ကျွန်တော်မပိတ်ဘူးပေါ့ပြောရမယ်ဆိုလို့ရှိရင်เนาะ no shutdown ဆိုပြီးကျွန်တော်တို့ရိုက်မယ်ဒါပေမဲ့အဲ့ no shutdown ကိုကျွန်တော်တို့ကအရှိကောက်မရိုက်တော့ဘူး no sh เนาะ no shut လို့ပဲကျွန်တော်တို့က ေးလိုက်တော့အဲ့တော့ဒီမှာပထမဆုံးကျွန်တော်တို့ဒီမှာဖွင့်လိုက်ပြီဖွင့်လိုက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာ IP တွေကျွန်တော်တို့ပေးလို့ရပြီစပြီးတော့ IP ပေးမယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီ IP ကကျွန်တော် main network ဒီကျွန်တော်ရဲ့ main network ဒီ100 network ဖြစ်တယ်အဲ့တော့ကြောင့်မို့ဒီကောင်ကိုကျွန်တော်တို့က100 network ကျွန်တော်တို့ကပေးမယ်ပေါ့နော်ပေးမယ်100 network ဆိုတော့ကျွန်တော်တို့က192 uh sorry IP IP address 192.168. အတွက်တော့ကျွန်တော်က90တိုင်းပေါ့ something ပေါ့နော် divide.25.25.0 ပေါ့အဲ့ဒီနေရာမှာဒီကျွန်တော်ရဲ့ဒီဗီဒီယို လေ့ကျင့်ပြီးတော့ဟောလုပ်ရှင်တဲ့သူတွေကြတော့ဒီနေရာမှာ NAT ရေးတဲ့အခြေအနေမျိုးမှာကို router ရဲ့ IP ကိုကိုရေးပါနော်ဒါကကျွန်တော်ရဲ့ router ရဲ့ IP ကဒါကျွန်တော်ရဲ့ network ဒီ Android network ဖြစ်နေလို့ main network ဒီ Android network ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ကဒီမှာ Android network ကိုကျွန်တော်ကသုံးပါအဲ့တော့ မိမိတို့သုံးပြီးတဲ့ router ဒီ1 note ဆိုလို့ရှိရင်1 note ကျွန်တော်တို့မှာရေး2 note ဆို2 note ဒီမှာရေးနော်ဒါကဟိုညမှာဟိုကျွန်တော်က100ဆိုပြီးတော့လိုက်ပြီးတော့100လိုက်ပြီးရေးစရာမလိုဘူးဆိုတာလေးကျွန်တော်ပြောပြပေးတာအဲ့တော့ analytics ကောင်းမှရင်ဒါဆိုလို့ရှိရင် IP ဝင်သွားပြီအဲ့တော့ IP ဝင်သွားပြီဆိုတော့ကျွန်တော်တို့က IP ပေးအောင်မဟုတ်ဘူးဘာလို့ဟိုမှာလဲဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ကဒီကောင်ကိုဘာလို့မှာလဲဆိုလို့ရှိရင် NT internet ထွက်ပြီးတော့ရေးမှာ တော့ inevitability ကိုကျွန်တော်တို့ရေးမှာဆိုတော့သူ့ရဲ့ဒီ Cisco မှာကျတော့ဘာလူမျိုးလောက်ကောင်လဲဆိုသူ့ရဲ့ port တွေကိုကျွန်တော်တို့ကဖွင့်လဲဖွင့်ရမယ်ပြီးရင်ဘယ် port က internet ဒါဒါမဲ့ကောင်လဲပေါ့နော်ဘယ်ကောင်က internet ပေးမဲ့ကောင်လဲအဲ့လိုမျိုးလေးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ဖွဲ့ရပေးရအဲ့တော့အဲ့လိုမျိုးဖွဲ့ရပေးဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကဘာလေးကိုရေးရမလဲဆိုအခု default ဒီ Cisco မှာသုံးတာကတော့ဒါ internet ထွက်လာတဲ့ကောင်ပေါ့နော်ဒါ main router ကနေ internet ထွက်လာတဲ့ကောင်လို့ဆိုပြီးသူ့ကိုအသုံးနှုံးတယ်ပေါ့နော် ီကောင်ကိုသုံးလုံးနဲ့ a နဲ့ထွက်လာတဲ့ကောင်မလို့ကောင်ကို0/0ကိုကျွန်တော်တို့ကဘယ်လိုသုံးလဲဆိုရင် outside ကိုကျွန်တော်တို့ကသုံးတယ်ပြီးလို့ရှိရင်ဒီကောင်ကကြာတော့ကျွန်တော်က inside ကိုသုံးတယ်ဒါပေမဲ့ဒီ inside တွေကကြာတော့ကျွန်တော်တို့ကဒီ router တဲကနေပြီးတော့ internet ကိုဖြန့်ပေးတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်သူက inside လို့သုံးသွားတာဖြစ်တယ်။အဲ့ဒီ inside ဒီသူက local network တွေကိုကျွန်တော်ကသွားတာ။ဟုတ်ပြီနော်။ local network တွေကို internet တွေကိုဖြန့်ပေးတယ်။အဲ့ဒီပုံစံမျိုးလေးပေါ့။အဲ့တော့ကျွန်တော်ကဒီကောင်ကို ဒီကောင်အတွက်ကို manage တယ်0/0ကိုကျွန်တော်တို့ manage လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုကျွန်တော်တို့က outside လို့ကျွန်တော်တို့သွားပေးရဘလိုမျိုး command လေးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က ip nat ဟလာဒီကောင်ကို outside နော်ကိုကဒီနေရာမှာပေါ့နော် nat ဆိုပြီးတော့ကိုကတခုခုစာရေးဖို့မေ့နေတယ်ဆိုလို့ရှိရင်ကျွန်တော် question mark လေးချက်လေးနှိပ်ပေးလိုက်မယ်ဆိုရင်သူက inside လား outside လားဆိုပြီးတော့တခါတက်မေးပြီးနော်အဲ့တော့အဲ့နေရာမှာမှာကိုကတခါတည်းရေးပေါ့နော်ဒီလိုက်ပြီးရင် โอเคအန်တာလေးခေါက်ပေးလိုက်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ကဒီကောင်လေးကိုဒီ config ကိုဘာလုပ်ရမလဲဆိုရင်ကျွန်တော်ဆေးရဆေးမယ်ဆိုတော့ကျွန်တော်က do value อ่ะเนาะ do right အန်တာလေးခေါက်ပေးလိုက်ဒါဆိုလို့ရှိရင်သူ့ရဲ့ဒီ0/0ကိုကျွန်တော်တို့ configuration လုပ်တဲ့အခြေအနေမျိုးကပြီးသွားပြီအဲ့လိုပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ interface တွေကနေကျွန်တော်တို့ပြန်ထွက်မယ်ပြန်ထွက်မယ်ဆိုတော့ ea file နဲ့ exists နဲ့ပြန်ထွက်အဲ့တော့ပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်တော့သွားအောင်ပါလဲဆိုရင်ကျွန်တော်တို့ကဒီမှာ 1/0ဆိုတဲ့ facilitator နဲ့ကျွန်တော်တို့ထပ်ဝင်ဦးမှာအဲ့တော့ထပ်ဝင်ဦးမှာဆိုတော့ int ပြီးရင် first 1/0ဟုတ်လားသူ့တွေကိုဝင်ပါဦးအဲ့တော့ enter လေးကောက်လိုက်ဒါဆိုလို့ရှိရင်1/0 interface တဲ့ကျွန်တော်တို့ထည့်ရောက်သွားပြီအဲ့ဒီကောင်ကလည်းထိုနည်းထူသွားပြီကျွန်တော်တို့မပိတ်ဘူးပေါ့ no shape ပေါ့ no 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 shape ပေါ့ no shape ပြီးရင် ip address ဒီကောင်ကကျတော့ကျွန်တော်တို့ကဘာပေးမှာလဲဆိုကိုပေးချင်တဲ့ဥစ္စာ one node ဖြစ်ဖြစ်ဟာလား one node ဖြစ်ဖြစ် two node ဖြစ်ဖြစ်ကိုယ့်ရဲ့ local နော့ဝက်တွေကိုကျွန်တော်ပြန်ဖြတ်ပြန်ဖြတ်မှာဆိုကျွန်တော်တို့1နော့ဝက်ပြပြ2နော့ဝက်ပြပြကိုဖန်တီးထားတဲ့နော့ဝက်တခုကျွန်တော်တို့ပေးလိုက်ဒါကကြောင်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့1နော့ဝက် IP address 192.168.1.254လို့ကျွန်တော်ပေးလိုက်မယ်ပြီးရင် subnet ထည့်မယ် duplicate.255.255.0 ပေါ့ပြီးရင် enter တစ်ခေါက် enter တစ်ခေါက်ပြီးကျွန်တော်တို့ဘာပေးရအောင်လဲဆိုလို့ရှိရင်သူ့ဒီ local network ထဲကိုသူကသွားမှာမဟုတ်လား သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီခုနကပြောတဲ့အတိုင်းပဲဒီကောင် insight လို့ကျွန်တော်တို့ကသုံးပေးရအဲ့တော့ ip nat insight အဲ့တော့ under call ပြီးလို့ရှိရင် do write and save ဒါဆိုလို့ရှိရင်ကျွန်တော် node နှစ်ခုလုံးကိုကျွန်တော်တို့က save လဲ save ပြီးသွားပြီပြီးလို့ရှိရှင်ကျွန်တော်ကမလုပ်မလဲဆိုလို့ရှိရင်ဒါဟိုခုက node တွေကိုလည်းဝင်ပြီးသွားပြီပေါ့နော် node လေးတွေကိုဖွင့်ပြီးပြီးသွားပြီအဲ့တော့ဖွင့်ပြီးသွားတဲ့ဥစ္စာကတကယ်ရောဖွင့်ရလားကျွန်တော်တို့သွားပြီးတော့ save အောင် do sh i p i n t b r ဒါဆိုလို့ရှိရင်နောက်ဝက်နောက်ခုတော့ဘာဖြစ်သွားပြီလဲဆိုရင်ခုနကတော့ down မဟုတ်တော့ဘူး at at ဆိုပြီးတော့ကျွန်တော်ဖြစ်သွားပြီဒါဆိုနောက်ဝက်နောက်ခုတော့ pocket ဖြစ်သွားပြီအဲ့ကျွန်တော်ဒီကနေပြီးတော့ကျွန်တော် main router ဖြစ်တဲ့ဒီဘက်က internet ဝင်လာတဲ့ main router ကိုကျွန်တော်100.1ကိုကျွန်တော်တို့ကပြင်ပေါ်ကြည့်ရအောင်အဲ့တော့ဟော global configuration move မှာရောက်လို့ဖြစ်ရှင်ကျွန်တော်တို့ဒူးခံပြီးတော့ကျွန်တော်ရိုက်ရမှာเนาะဒူးခံပေးရ global configuration move မှာ comment ရမယ် do ပြီးရှင်ပင်။ Oh sorry. ပင်ပြီးရှင် what i do dot wednesday dot 101။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ main router နဲ့လည်းကျွန်တော်တို့ accept မိနေပြီပေါ့နော်။ accept မိနေပြီ။ Okay အဲ့ဒီတော့ကျွန်တော်တို့ကဒီ PC အတွက်ပေါ့နော်။ PC back ကိုကျွန်တော်တို့ IP လေးလောလောဆယ်အရင်ဆုံးသွားပေးရအောင်။အဲ့တော့သွားပေးမယ်ဆိုတော့ PC 1ကိုသွားမယ်။ဒီ PC 1မှာကျွန်တော်တို့ command တွေဥစား IP လေးရှိတာမရှိတာသိကြရင် SSH IP ဒါဆိုလို့ရှိရင် internet ip ip address တွေမရှိဘူးအဲ့တော့ ip address တွေကျွန်တော်တို့ပေးအောင် pin ip 192.168.1.200ပေါ့ sorry 200ပေါ့ဟုတ်ပြီနော်အဲ့လိုမျိုးလေးပေးမယ်ပြီးလို့ရှိရင်ကျွန်တော် gateway ပေါ့ ga ဒီ gateway gateway ကကျွန်တော်တို့192.168.1.25ပေါ့ဟုတ်ပြီနော်ဒါကဒီကွန်ပျူတာလေးအတွက်ကျွန်တော်တို့ IP ပေးနေရနော်ဒီကွန်ပျူတာလေးအတွက်ကျွန်တော်တို့ PC1 ဆိုပြီးဒီ data ဥစားတွေဟာလား ဲ့ဒီကောင်လေးကျွန်တော်တို့ပေးနေတာပြီးရင်တော့ကျွန်တော် enter လေးခေါ်လိုက်ခေါ်လိုက်လို့ရှိရင်သူကဒီ IP address လေးသူကြပေးလာလိမ့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဟို SSH IP နဲ့ကျွန်တော်တို့သွားစစ်ဒါဆိုလို့ရှိရင် IP ကျွန်တော်တို့ IP ထည့်တယ် gateway ထည့်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ NAT ပါရေးမှာဆိုတဲ့အတွက်ကြောင့် DNS ပါကျွန်တော်တို့ထည့်တယ်ဟုတ်ပြီနော် DNS ပါထည့်မယ်ဆိုတော့ command က IP DNS ပြီးလို့ရှိရင်8.8.8.8အဲ့ဒါလေးခေါ်လိုက်မယ်ဒါဆိုလို့ရှိရင် SSH IP ဒါဆိုလို့ရှိရင် DNS လည်းဝင်သွားပြီအားပြီးတော့ကျွန်တော်က save မယ်ပေါ့ဒါဆိုရင်တော့ तू save လိုက်ပြီးနောက်တစ်ချိန်မှပြောင်းဝင်မယ်ဆိုလို့ရှိရင်လည်းဒါ IP မပြောက်တော့ဘူးပေါ့နော်အဲ့တော့ okay အဲ့တော့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ဒီရနေပြီးတော့ကျွန်တော်က main DB Cisco router ကိုကျွန်တော်ပြန်ပြီးတော့ ping ခေါ်ကြည့်မယ်သူ့ရဲ့ gateway ဆိုရယ်ဟာလားဒီ5ကိုကျွန်တော် win ခေါ်ကြည့်မယ် ping ရလားမရလားပေါ့အဲ့တော့ ping 192.168.1.254 နောက်ဒါလို့ကျင် Cisco router နဲ့လည်းဒီကွန်ပျူတာနဲ့ကခြေစမှုမိသွားပြီเนาะခြေစမှုမိသွားပြီဘာလုပ်ဖို့ပဲကျွန်တော်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအင်တာနက်ရဖို့ပဲကြံတော့မယ်အဲ့တော့အင်တာနက်ရဖို့အတွက်ကကျတော့ကျွန်တော်တို့ကဘာတွေလုပ်ရမလဲဆိုလို့ရှိရင် router မှာရှိနေတဲ့အခြေအနေမျိုးတွေမှာဒါ gateway တွေကျွန်တော်တို့ထုံးစံတိုင်း DNS တွေထည့်ရမယ် NDD ရေးရမယ်ပေါ့เนาะအဲ NDD တွေရေးရမယ်အဲ့တော့အဲ့ဒါတွေကအဲ့ဒီ command တွေကဘယ်လိုမျိုးသွားလဲဆိုတာကိုထပ်ပြီးတော့ရှင်းပြပေးမယ် ဲ့တော့ရင်းဦးဆုံးအနေနဲ့ကျွန်တော်တို့ကဘာလေးတွေစပြီးတော့သွားအောင်လဲဆိုရင်ကျွန်တော်တို့ဒါအရင်ဆုံး DNS အရင်ဆုံးလေးကျွန်တော်တို့ဖြည့်မယ်ပေါ့နော်အဲ့တော့ DNS ဖြည့်မယ်ဆိုလို့ချင်း DNS ရဲ့ကျွန်တော်တို့ဟိုကမန့်လေးကကျတော့ IP ID အမီအဲ name ပြီးရင်ကျွန်တော်တို့ကတက်လေးကုန်လိုက်လို့ရှိလို့ရှိရင်လည်းကိုရေးရမယ့်စာလေးကိုသူကအလိုလျောက်သူဖြည့်ပေးသွားတယ်ဒါတော့ micro tip မှလို့ပါပဲเนาะ micro tip လိုမျိုးပဲ အနေဆာပါဆိုပြီးတော့ကျွန်တော်တို့က8.8.8.8ဒါကတော့ primary ပေါ့နော် DNS မှာကျတော့ तू က primary ရော secondary ရော तू ကထည့်ပေးရတယ်နော်အဲ့ဒီနေရာမှာကျွန်တော်တို့ enter ခေါက်မယ်။နောက်တစ်ကြောင်းကကျွန်တော်တို့8.8.4.4။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုတလုံးကျွန်တော်တို့ထည့်ပြီးသွားပြီ။ပြီးလို့ရှိရင်တော့ကျွန်တော်တို့ do do right ကျွန်တော်တို့ save လိုက်မယ်။ Okay ပြီးလို့ရှိရင်ကျွန်တော်တို့ဘာထည့်ထည့်အောင်လဲဆို gateway တွေကျွန်တော်တို့ထည့်မယ်။ gateway ကကြတော့ IP เนาะ browse ပေါ့ဒီမှာတော့ gateway ဆိုတော့ဒီမှာ browse ပေါ့ r o u t e browse ဆိုတော့ကျွန်တော်တို့က e router ရဲ့ gateway ဒီကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ဒီဘက်က main router ရဲ့ ip ဖြစ်တယ် main router ရဲ့ ip ဒီ100.1အဲ့ဒီ100.1ကိုကျွန်တော်ဒီနေရာမှာထည့်ပေးရဟုတ်ပြီเนาะ ip block ပြီးရှင်ကျွန်တော်က any နဲ့သွားမှာဆိုတော့0.0.0.0 let's be ပါဒါအနီး node တွေပေါ့နော် node တွေဒါပြီးလို့ရှိရင် 192.gateway က 192.168. android uh sorry android.1 เนาะအဲ့တော့ Cisco ကအဲ့ဒီသူကဟိုရေးရတာလေးတွေက micro test လောက်လဲသူကမရှုပ်ဘူးပေါ့เนาะမရှုပ်ဘူးတမန်လေးတွေနားလဲမဆိုရင်မရှုပ်ဘူးเนาะအော်သူကတော်တော်လေးဟိုမှာအဆင်ပြေတယ်ပေါ့เนาะအဲ့တော့ okay အဲ့တော့ router လေးကို IP router အဲ့ဒါလေးခေါ်လိုက်မယ် in do အဲ့တော့တမန်နေကိုရေးပြီးတိုင်းရေးပြီးတိုင်းမှာကျွန်တော်က save ဖို့မမေ့ပါနဲ့เนาะ do write နဲ့ကျွန်တော်တို့က save မယ်အဲ့တော့ save ပြီးသွားပြီအဲ့တော့ save ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေတက်လို့ပါလဲ ။ဘာဒီအဆက်လောက်ဦးမလဲဆိုလို့ချင်းကျွန်တော်ကအဆက်လက်တွေကျွန်တော်တို့ထည့်မယ်။ပြီး NAD တွေကျွန်တော်တို့ဝယ်မယ်။အဲ့တော့အဲ့လိုမျိုးလေးတွေကျွန်တော်တို့ဝယ်မယ်ဆိုတော့အဲ့တော့ပထမအုပ်ဆုံးအနေနဲ့ကျွန်တော်တို့အဆက်လက်တွေကျွန်တော်တို့ရေးမယ်။အဆက်လက်ဆိုတော့ကျွန်တော်တို့ဒီမှာက block ရကျွန်တော်1 note တစ်ခုတည်းသာပဲကျွန်တော်တို့ရေးတာ။ဆိုရမလို့ Cisco router တစ်ခုလောက်ကြီးသုံးမယ်ဆိုရင်တော့ကျွန်တော်က1 note လည်းသုံးရင်သုံးမယ်၊2 note လည်းသုံးရင်သုံးမယ်၊3 note လည်းသုံးရင်သုံးမယ်။ note တွေအများကြီးကျွန်တော်တို့သုံးရင်လည်းသုံးပါပဲ။အဲ့တော့အဲ့လိုမျိုးကြတော့ကျွန်တော်က နောက်ဘက်တစ်ခုသာဆိုလို့ရှိရင်နောက်ဘက်တစ်ခုသာကျွန်တော်တို့ဒါအဆက်လက်တွေကျွန်တော်တို့ရေးမယ်သို့မဟုတ်နောက်ဘက်အကိုလုံးကအဆက်လက်တွေရေးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကရေးတဲ့ပုံစံမျိုးလေးကိုဒီမှာရှင်းပြပါအောင်အဲ့တော့ဒီမှာကတော့ကျွန်တော်အန်နီနဲ့ပဲကျွန်တော်ရေးပြမယ်တစ်ခုချင်းစီနောက်ဘက်တစ်ခုချင်းစီသာကျွန်တော်မရေးပြတော့ဟုတ်ပြီနော်အဲ့တော့ဟောအဆက်လက်ကိုကျွန်တော်ရေးမယ်ဆိုလို့ရှိရင် ACC အဆက်လက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာရေးရမလဲ question မလေးကျွန်တော်တို့ရေးလိုက်မယ်ဆိုလို့ရှိရင်1299 data ib standard asset list ဆိုတော့အဲ့တော့ကျွန်တော်တို့ ဟလာ1ကျွန်တော်တို့ထည့်လိုက်မယ်ပြီးလို့ရှိရင် okay butter ပြေးအောင်လို့ကွာပြီးလို့ရှိရင် permit လား deny လား remit လားဟလာ quality မှာထပ်ပြီးတော့ရေးလို့ရတယ်အဲ့တော့ permit ပေါ့ကျွန်တော်တို့ကဟုတ်လားဒီကောင်ကိုကျွန်တော်ကလောက်ခိုင်းပါအောင်အဲ့ဒါပြီးရင် question mark question mark ကဟလာဘေးဘေး norwood တီကိုလေဟလာ norwood တစ်ခုသေးသလားဘယ်နှခုသားလဲ norwood တီအားလုံးသားလားတော့ကျွန်တော်တို့ကဒီမှာ any နဲ့ကျွန်တော်တို့ပြန်ထွက်အေးရတော့ any ဟုတ်ပြီနော်အဲ့တော့ any လေးနဲ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ enter လေးခောက်ပေးလိုက် ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒါ asset လေးကျွန်တော်တို့ရေးပြီးသွားပြီပေါ့နော်အဲ့တော့အဲ့လိုမျိုး asset လေးကျွန်တော်တို့ရေးပြီးသွားပြီဆိုလို့ရှိရင်တစ်ခုကကျွန်တော်တို့ဘာနဲ့ပြန်ချုပ်မလဲဆိုလို့ရှိရင် NAD နဲ့ကျွန်တော်တို့ပြန်ပြီးတော့ချုပ်အဲ့တော့ NAD ပြန်ရေးဖို့အတွက်ကကျွန်တော်က IP NAD ပြီးရှင်အဲ့တော့ဒီဘက်မှာကျွန်တော် NAD မရေးခင်တော့ PC မှာကျွန်တော်တို့ဟော Google DNS လေးကိုကျွန်တော်တို့ pin ပေါ်ထားကြည့်အောင်နော် pin 8.8.8.8 pin ခေါ်လိုက်မယ် ဒါဆိုလို့ရှိရင် request time out ဖြစ်နေတယ်ဟုတ်တယ်နော် request time out ဖြစ်နေတယ်အဲ့တော့ pin တော့ pin လေးတစ်ချက်ခေါ်လာလိုက်နော်တောက်လျှောက်ကျွန်တော်တို့ခေါ်လာလိုက်မယ်โอเคသူအဲ့တော့ဒီနေရာမှာကျွန်တော်တို့ NAD ဒါရေးမလဲဆိုလို့ရှိရင် inside ဟဲ့လား inside ကျွန်တော်တို့လိုခဲ့တဲ့ကိုကျွန်တော်တို့ကဝင်မဲ့កောင်ဖြစ်တဲ့အတွက်ကြောင့်နော် inside ပြီးရှင်ကိုကဘာရေးမလဲကိုမသိ question မနေပဲနော်ဒီမှာတော့ကျွန်တော်တန်းပြီးတော့ပဲရေးသွားအောင်ပါဆို to list ဆိုလစ်ဒီလိုရှိရှင်ကျွန်တော်တို့ကဟုတ်လားဆိုလစ်1ပေါ့ကျွန်တော်တို့ဒါ number တစ်ခုခုကျွန်တော်တို့1တော့ဝက်ပေးလိုက်မယ်ပြီးရင် interface interface ပြီးလို့ရှိရင်ကျွန်တော်တို့က first ethernet ethernet ဒီဘလောက်ကနေဝင်ထားရတယ်ဆိုရင်ကျွန်တော်0/0နဲ့ကျွန်တော်တို့ကဝင်ထားတာအဲ့တော့0/0ပြီးလို့ရှိလို့ရှိရင် overload ဆိုတဲ့ဥစ္စာပြုံးတဲ့သူကအပေါ်ကနေပြီးတော့သူက RAM ပဲပေါ့ဟုတ် overload ပြီးရင် enter လေးကျွန်တော်တို့တစ်ချက်လေးခောက်မယ် do value ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဆေးလိုက်ပြီးဆေးလိုက်ပြီးတော့ဒီဘက်ကိုကြီးလိုက်ချက်ချင်းကိုပဲအင်တာနက်လေးသွားတော့ကျွန်တော်တို့မြင်အောင်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့ဒါ Cisco router မှာဒါ NAT ကိုဒါ network အကြောင်းစာလေးနဲ့ကျွန်တော်တို့ရေးပြသွားတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒီပုံစံမျိုးလေးဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင် internet ဒီ computer လေးက internet ထွက်သွားပြီပေါ့နော်အဲ့ဒီပုံစံလေးကိုရှင်းပြသွားတာဖြစ်ပါတယ်အဲ့တော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ